ရန်ကုန်မြို့ပါရမီဆေးရုံမှာဈေးကူတောက်မှုခံနေရတဲ့ဒေသရှင်ဦးခိုင်ထိုးရဲ့လက်ရှိအခြေအနေမှာသတိလေးမေးမြောနေပြီးနှလုံးခုန်အောင်ဆက်တက်ထားတဲ့အခြေအနေမှာရှိနေတယ်လို့ဦးခိုင်ထိုးရဲ့ယင်းဤတဲ့မိတ်ဆွေတွေထံကနေသိရပါဗျ။အခုလောလောဆယ်တော့ဦးခိုင်ထိုးရဲ့ညီအမေရိကကဒီနေ့ညမှာပြန်ရောက်လာမှာကိုစောင့်နေတာပါ။အခုလက်ရှိမှာတော့ပါရမီဆေးရုံမှာပဲဆက်နဲ့နှလုံးခုန်အောင်လှုပ်ထားတယ်။ သတိပြန်လည်လာဖို့တော့မရှိဘူးအခု Facebook မှာတက်နေတဲ့ဆုံးမီဆိုတာတော့မဟုတ်သေးပါဘူးသတိလေးမင်းမျောနေတာပါလို့ဥခိုင်ထိုးရဲ့ရင်းနှီးတဲ့မိတ်ဆွေတူကပြောပါဗျာ ဥခိုင်ထူဟာပန်ခရီးယားကင်ဆာနဲ့ရန်ကုန်ပါရမီဆေးရုံကြီးကနေဘန်ကောက်မြို့ရှိစမီတဝေးဆေးရုံကိုတရားကူတာခဲ့ပေမဲ့မတက်တာတာကြောင့်ဒီကနေ့ဩဂုတ်လ10ရက်နေ့နေ့လယ်ပိုင်းမှာရန်ကုန်မြို့ကိုပြန်လည်ရောက်ရှိလာတာဖြစ်ပါတယ်။လက်ရှိမှာတော့ရန်ကုန်မြို့ပါရမီဆေးရုံမှာဆေးကူတာမှုခံယူနေရတာဖြစ်ပါတယ်။ဒေသရှင်ခိုင်ထူးမှာညီကို3ယောက်ရှိပြီးမွေးချင်းထဲမှာဒုတိယမြောက်သားဖြစ်ပါတယ်။ အားလုံးကိုကြော်ဖြတ်ရမယ်။သကိုင်းလန်း၊ရွှေလေတိုင်း၊အဝေးဆုံးစတဲ့တခြင်းတွေအပါအဝင်ကြော်ကြားခဲ့တဲ့တခြင်းများစွာကိုတည်ဆူခဲ့သူပဲဖြစ်ပါတယ်။လက်ရှိသူ့ရဲ့တည်တခြင်းတွေကပရိသတ်တွေကြားထဲမှာဒီကနေ့တိုင်အောင်မြင်ဆဲဖြစ်ပါတယ်။